Everyone, this is Teacher Zaini, and today I would like to introduce you to my video classes, uh, which are on YouTube platform. Okay, YouTube platform I share video class then makes up page mare. Tambo ne video class de repeat mare. Ah, the class karo the uh, you know the Google Classroom le share, but na kuti le share mare. Google Classroom video class karo below pausa mule soro tuja ro lesson ne po mare. အဲပြီးလို့ရှိရင် Google Classroom အကောင့်ကနေသစင်ဝင်ကြည့်ရတဲ့အတန်းဖြစ်ပါတယ်အဲ့ဒီအတန်းလည်း join လုပ်ရပါတယ်အဲ့ဒါတော့ lesson ပို့ပြီးများပါတယ်ဒါပေမဲ့အခုနောက်ပိုင်း teacher သင်ဖြစ်တဲ့အတန်းတွေကိုပြန်ပြီးတော့ record ယူထားတဲ့ class ကတော့ YouTube ထဲမှာပြန်ပြီးတင်ထားပါတယ်လူတိုင်းတော့ကြည့်လို့မရဘူးပေါ့နော် join တဲ့သူပဲအဲ့ဒီ link ပို့ပြီးတော့အာကြည့်ရတာဖြစ်ပါတယ် so i will be uh showing you so so if you take a look at here this is my youtube channel the uh the chair youtube channel ba uh, အဲ့တော့တခြား YouTube channel မှာတော့ဒီလိုတော့တွေ့မှာမဟုတ်ဘူး။အဲကိုယ့်ရဲ့ account နဲ့ကနေကြည့်ရင်တော့ဒီလိုမတွေ့ဘူးပေါ့နော်။အာဒါပေမဲ့အခုအာဒီ class တစ်ခုရှိမယ်။ဒါကတော့ basic basic uh, class ဖြစ်ပါတယ်။ Okay, that basic class ဖြစ်တယ်။ဒီထဲမှာ playlist တွေရှိမယ်ပေါ့နော်။ playlist တွေရှိမယ်။ So you can start from day 1. All right, day 1မှာ so if you take a look at here here it shows unlisted unlisted means လူတိုင်းကြည့်လို့မရဘူးပေါ့နော်ဒါ private video ဖြစ်တယ်အ unlisted ကမှ169 view ရှိတယ်ဒါကတော့ចောင်းသားတွေပဲလာကြည့်တဲ့ video ဖြစ်ပါတယ်ဟိုចောင်းသားတွေလာကြည့်တယ်အဲ့ဒီဟာကိုတချို့ရှင်းပြထားတဲ့ video class ဖြစ်ပါတယ်ဆိုတော့အသေးစိတ်ကတော့မပြတော့ဘူးပေါ့နော် okay ဒါဒီမှာ vocabulary ဘယ်လိုလေ့လာရမလဲဘယ်လို website အနေနဲ့လေ့လာရမလဲဆိုတာအစားတချို့အသေးစိတ်ရှင်းပြထားတာဖြစ်တယ် basic class ဆိုပေမဲ့သူကအာ basic level လောကဟို ABCD အမျိုးသင်တာမဟုတ်ပဲね vocabulary တခုကို basic level အလိုက်ဘယ်လိုမျိုးလေ့လာရမလဲ okay self study ဘယ်လို basic level အလိုက်ဘယ်လို self study လုပ်လို့ရတယ်ဆိုတဲ့ဟာကိုတေချာလေးရှင်းပြထားတယ်ဗီဒီယိုတခုချင်းစီကိုမကြော်ကြည့်ပြနဲ့ကြည့်ရင်တော့ကိုယ်တက်အရန်ကိုအကျုံးရှိမယ်ဗီဒီယို class ဖြစ်ပါတယ်တန်ဖိုးအနေနဲ့လည်း9000ပဲရှိမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ day 3 okay like till day 21 ဆိုဒါနလစာပေါ့နော်နလစာသင်ခန်းစာလည်းဖြစ်တယ်အဲအဲ့ဒါပြီးလို့ရှိရင်တချို့ရောလောလောဆယ်လောလောဆယ်ရှိရတော့ဒီ upper intermediate class လေးရှိပါမယ် upper intermediate class ဆိုပေမဲ့ intermediate level ရှိရတူလည်းတက်လို့ရပါတယ်အဓိကကတော့ဒီ um လေးလာပုံကြီးတွေပေါ့နော် so if you take a look at here h ဆိုရနဲ့ h နဲ့ဆက်ဆက်တဲ့အများကြီးပေါ့နော် vocabulary များပါတယ်အဲ့တော့တခြား textbook ကင်တာမျိုးမရှိပါဘူး textbook ကင်တာမျိုးမရှိဘူးအဲ့တော့နည်းနည်းတော့ခက်ပါမယ်ဒါပေမဲ့အဲ့ဒီဟာကမှ challenging ဟိုဟလာတိုက်တယ်တကယ်ကိုတခြားလေးလေ့လာခြင်းတဲ့သူတွေကြတော့ဒီ class ကအရင်ကိုတင့်တော့ပါတယ် intermediate level ရှိတဲ့သူတွေ okay grammar အရပဲ intermediate ရောက်နေတယ်ဒါပေမဲ့ vocabulary ဘယ်လိုလေ့လာမှာမသိဘူးဒီ class join join တက်ပါတယ် okay ဒီ class join ကိုကြွတက်ပါတယ် so ဒီခေါက်ကျတော့သူကအာငါးပတ်ပဲတင်ထားရဆိုလေအခုထိကတော့တချို့ video က10ဘုတ်လောက်ပဲရှိရပေါ့နော်10ဘုတ်လောက်ပဲရှိရဒါပေမဲ့ဒီ10ဘုတ်ကြည့်ရနဲ့တင်တော်တော်လေးအာတိသွားပါလိမ့်မယ်ပေါ့နော် so ဒီ class နှစ်ခုရှိပါတယ်အဲ့တော့အာဒီ class ကို join ချင်တယ်ဆိုရင်တန်ပေါ်ကလည်းတစ်ခုကို9000စီပဲပေါ့နော်9000စီပဲဖြစ်တယ်အဲ့တော့ you can come and join this class so you can always inbox my page for details so thank you guys Bye bye.